ဲ့တော့ဆရာဒီနေ့စတင်မှာကကြတော့ជីတွဲជីတွဲရဲ့ chapter 8ခေါင်းစဉ်ကပါလေဆရာတို့ macro molecules အဲ့တော့ organic compound နဲ့ macro molecules တွေကိုဆရာတို့အနေနဲ့စမတင်ခင်မှာအဲ့ organic chemistry ရဲ့အခြေခံဖြစ်တဲ့ G11 ကအချက်လက်တွေကိုဆရာတို့အရင်ဆုံးပြန်သင်ကြနော် တော့ဂျီလဲဘက်မှာပါတဲ့အချက်တွေကိုတစ်ချက်ချင်းဆက်လို့ပြင်တင်ကြရမယ်။အဲ့ဒီအခြေခံရပြီဆိုမှ organic မှာပါတဲ့ number base system တွေကိုဆက်လို့စပြီးတော့တွားလို့ရအောင်နော်။ကဲဒါဆိုရင်ဆက်လို့သင်ခန်းစာစမယ်နော်။အရင်ဆုံးဆရာကစပြီးတော့တောက်သမီးတို့ကိုရေးခိုင်းထားတာကကြတော့ အဲဒီ organic chemistry ဆိုတာကဘယ်ကနေစဉ်းသက်လာတာလဲဆိုရဲဇာတ်ပေါက် table ဆရာရေးပေးထားတယ်ဟုတ်တယ်နော်အဲ့တော့အရင်ဆုံးဆက်လို့စပြီးတော့တွေ့တာကကြတော့ hydrocarbon ဘာ carbon လဲ hydrocarbon အဲ့တော့ hydrocarbon ဆိုတာကဘာနဲ့ဘာနဲ့ပါလာလဲဆိုတော့ hydrogen ဘာရင်လဲ hydrogen ရဲ့ carbon ရဲ့ဆက်လို့ဘယ်နှမျိုးပါလာလဲနှစ်မျိုးပါလာ နော်ပြန်ပြောမယ်နော်အဲ့တော့ hydrocarbon ဆိုတာကဘာနဲ့ပါနဲ့ပါတာလဲဆရာတို့ hydrogen ရယ် carbon ရယ်ဆိုပြီးတော့အမျိုးအစားဗဏ္ဍမျိုးပါတာလေအဲ့တော့ hydrogen နဲ့ carbon နဲ့ hydrogen ဆိုတင်ရပါလေ h ကာဘွားကြတော့ C အဲ့လိုမျိုးဆက်ရ H နဲ့ C နဲ့နှစ်ခုပေါင်းပြီးတော့ဖြစ်ပေါ်လာတဲ့ဆက်လို့အမျိုးအစားကို hydrocarbon မျိုးအစားလို့ဆက်လို့ခေါ်မယ်။ဘာလို့ခေါ်ပါလဲ။ဟုတ်ပြီ။အဲ့တော့ hydrocarbon ကိုဆက်လို့အမျိုးအစားခွဲရဆက်လို့ကနှစ်ပိုင်းထွက်မယ်။ဘယ်နှစ်ပိုင်းလဲ။အဲ့ဒါမျိုးဆက်လို့အရှိမဆက်ရေးပြီးထားတယ် types of hydrocarbon ။ဘာလဲဟိ types of hydrocarbon ။အော် types of hydrocarbon ဆိုတာက hydrocarbon ပါလဲဆိုတော့အမျိုးအစားကိုပြောတာ။ဘာပြောတာလဲ hydrocarbon ပါလဲအမျိုးအစား ိုက်ဆိုဟိုက်ဒိုကာဘွန်ဆိုပါလေဟိုက်ဒိုကာဘွန်အမျိုးအစားဟိုက်ဒိုကာဘွန်မျိုးစားခွဲရင်ဆိုတော့ဘယ်နှမျိုးနှစ်မျိုး saturated hydrocarbon နဲ့ unsaturated hydrocarbon ဘာနေဘာနေလေ saturated hydrocarbon နဲ့ saturated hydrocarbon ဒါ G level ဆိုလို့အခြေခံနေနော်အဲ့တော့ saturated hydrocarbon ရဲ့မြန်မာလိုကကြတော့ပြေဝ hydrocarbon ဗါလေပြေဝ hydrocarbon unsaturated hydrocarbon ကကြတော့မပြေဝတဲ့ hydrocarbon မပြေဝတဲ့ဗါလေ ပြန်ပြောမယ်နော်ဆရာတို့ hydrocarbon ကိုမျိုးစားခွင့်ရင်ဘယ်နှပိုင်းနှစ်ပိုင်း saturated hydrocarbon ရယ် unsaturated hydrocarbon ရယ်ဒါဆိုရင် saturated hydrocarbon မျိုးစားထက်ခွင့်ရင်ဆရာတို့က air gain ဘာ gain လဲ alkanes ဘာ gain လဲ air gain air gain ရဲ့မြန်မာလိုကဆိုတာတထက်စီဘာစီလဲအဲ့တော့အနောက်ကဆရာကိုမြင်တာပေးထားမှာက ane ကိုမြင်တာထားပြီးဘာနေလဲ တော့ dressing တစ်ခုရဲ့နာမည်ရဲ့နောက်ဆုံးမှာ ANE နဲ့စုံနေသူ့ဆရာကဘာလို့ခေါ်လဲဆိုတော့တထက်စီ air gain လို့ခေါ်ဘာလို့ခေါ်မလဲဒါဆိုရင် unsaturated hydrocarbon မှာဆရာတို့မျိုးစားခွင့်နှစ်ပိုင်းထွက်မယ် again parking ne alkenes parking ne again ne alkynes a guy အဲ့တော့ဘယ်နှမျိုးလဲဆရုနှမျိုးအဲ့တော့ ene ကိုမြင်တာမယ် yne ကိုမြင်တာမယ်နားလေလားဟိဟုတ် နားလေလားဘာနေဘာနေကိုမြင်တာတာလေ E N E ရဲ့ Y N E အဲ့တော့ AN နဲ့စုံရင်ဘယ်တစ်စီးတစ်စီး EN နဲ့စုံရင်ဘယ်တစ်စီး YN နဲ့စုံရင်ဒါဆိုရင်သူရဲ့ general formula လေးလာကြည့်အောင်เนาะအဲ့တော့ AN ဆိုရဲ air gain ရဲ့ general formula က CnH2n+2 ပြောချင်တာကဆရာတို့ကနှစ်ဆကိုနှစ်ပေါင်းထားရင်တစ်စီးပြန်ပြောနှစ်ဆကိုနှစ်ပေါင်းထားရင်တစ်စီးပြန်ပြောမယ်เนาะ ကာဗွန်အရေအတွက်မှာပါတဲ့အရေအတွက်ကိုနှစ်စားနဲ့မြောက်ပြီးဗာပေါင်းထားရင်နှစ်ပေါင်းထားရင်တစ်ထက်စီရလားကာဗွန်အရေအတွက်ကိုနှစ်စားအတိဆိုရင်နှစ်စားပါလေအတိဆိုရင်နှစ်ထက်စီနှစ်စားဒေခနှစ်နှုတ်ထားရင်သုံးထက်စီနှစ်စားရရပါလေနှစ်နှုတ်နှစ်နှုတ် ပြန်ပြမယ်နော်ပေးထားတဲ့ကာဗွန်ရေအတွက်ကိုနှစ်ဆဆိုတော့နှစ်နဲ့မြောက်ပြီးတော့ရရလာတဲ့တန်ဖိုးနှစ်ပေါင်းထားရင်တစ်ထက်စီနှစ်ဆအတိတန်ဖိုးပဲဆိုရင်တစ်ထက်စီနှစ်ဆကိုမှနှစ်လောက်ထားရင်သုံးသက်စီဗာလဲအဲ့တော့ general formula တွေပြောမယ်เนาะအဲ့တော့ AK ရဲ့ general formula CnH2n+2 EnE ရဲ့ဆိုတော့နှစ်ထပ် C ရဲ့ general formula CNA2M အသုံးတက်စီရဲ့ general formula CNA2M ဒါဆိုရင်ဆရာတို့က general formula ဆိုရင်သူ့ရဲ့ formula မှာအသေးလေးတွေပါပဲ။ဘာတွေပါမှာလဲ။ဟိုကာဗိုရီအတွက်1 2 3 4 5ဒါတွေပါပါပဲနဲ့ဆရာတို့ကအဲ့လိုမျိုးအသေးလေးနဲ့ဖွဲ့စည်းတာသူ့ဆရာက general formula လို့ခေါ်တယ်။ဘာလို့ခေါ်ရလဲ? general formula ဘာ formula? general formula ဘာ formula? general formula ဒါဆိုရင်ဆရုကတထက်စီအတွက်ကို general formula မှာကာဗွန်ရေအတွက်ထည့်တဲ့အခါမှာကာဗွန်ရေအတွက်ကိုဆရုကတလုံးကနေစတင်တယ်ဘယ်နှလုံးလဲတလုံးကနေစတော့ကနေအဆုံးထိထည့်လို့ရတယ်เนาะတထက်စီဆိုရင်တထက်စီနဲ့သုံးသက်စီဆိုရင်ကာဗွန်ရေအတွက်ကဆရုကနှလုံးကနေပဲစထည့်လို့ရတယ်တလုံးဆိုတာမရှိဘူးနားလည်လားအဲဒါဆိုအောက်မှာဝဲ and equal to 1 1 2 3ပြန်ပြီးထားတာဆရာကြားလားဒါဆိုရင်ဆရုဘိုးနေလို့လားเนาะအဲ့တော့တထက်စီရဲ့ sorry a gain a n e ရဲ့ တိုက်ဆော့ဘုံးဆိုရင်ဘာဘောစင်ကာပူစင်ကာပူဆိုရင်ကာဘွန်နဲ့ကာဘွန်ချားထဲမှာဓာတ်ဆီတစ်ခုဖြစ်တဲ့စင်ကာပူတစ်ချောင်းလေးနဲ့သွားမယ်ရမလားဟုတ်အီးရနီယာချတော့ဆရုက double bone နှစ်ထပ်ဆီးဆိုရင်ကာဘွန်နဲ့ကာဘွန်ချားထဲမှာဆရုကအချောင်းလေးဘယ်နှချောင်းပါမှာလဲနှစ်ချောင်းပါမယ်ဝိုင်းရနီယာကြတော့ဆရုဘနဒက်စီတုံးတက်စီဆီတော့ထရပယ်ဘွန်ဖြစ်ပါတယ်။ဘာဘွန်လဲထရပယ်ဘွန်ကာဘွန်နဲ့ကာဘွန်ချားထဲမှာဘယ်နှချောင်း။ဟုတ်ကြ။ရပလာဟိ ရမလားကေဒါစီသူ့ရဲ့ dissolution reaction ကိုလေ့လာတဲ့အခါမှာတထက်စီးဆိုတဲ့ ANE ရဲ့ dissolution reaction က substitution ပါလေ substitution ပါလေ substitution ပါလေအစာထိုးတပြူချင်းပါလေအဲ့တော့နှစ်ထက်စီးရဲ့ dissolution reaction ကကျတော့ addition ပေါင်းထည့်တာဘာထည့်တာလဲပေါင်းထည့်ပေါင်းထည့်တပြူချင်း တုံးတက်စီးရဲ့တိုက်ဆော့ရီယက်ရှင်ကကျတော့နှစ်မျိုးရှိမယ် substitution ရောအဒီရှင်ရော substitution ရောပါလေအဒီရှင်ရောဂီတာဆွေဆရုပ်ပြန်ပြီးတော့ဆရုဒီနေ့တင်ထားတဲ့ဟာလေးကို remind ပြန်ခေါ်ကြည့်ရအောင်အယူဆုံးဆရုက hydrocarbon မျိုးစားမှာ item ခွဲရဲ့ဗန်နမျိုးဗန်နမျိုးဘာနဲ့ဘာနဲ့ saturated hydrocarbon နဲ့ unsaturated hydrocarbon saturated hydrocarbon မျိုးစားခွဲရင်ဘယ်နှမျိုးပါလဲအဲကိ unsaturated hydrocarbon မျိုးစားခွဲရင်ဘယ်နှမျိုးဘာနဲ့ဘာနဲ့အဲကိနဲ့အဲကအဲ့တော့အဲကိဆိုတဲ့တစ်ထပ်စီအဲကိရဲ့ general formula ကပါလဲ CNB+2 ညီမလိုမဲ့ဘယ်လိုမှတ်ကလဲနှစ်စားကိုနှစ်ပေါင်းထားရင်တစ်ထပ်စီအဲကိပေါ့ညလားတစ်ထပ်စီရဲ့ general formula CNA 2N မစားအတီးဆိုရင် CNA 2N ရပါလား END ပေါ့နော် YND ဆိုရင် CNA 2N minus 2နှစ်စားတွေကနှိမ့်ထုတ်ထားပါကြလားဒါဆိုရင်ဆရာတို့က END ဆိုရင်ကာဗွေရွတ်ဘလောက်ကစထည့်လို့ရတယ် END ဆိုရင်ကာဗွေရွတ်က YND ဆိုရင်ကာဗွေရွတ်က2ရပါလား2 3 4 5ဒီလိုချိန်တာကိုထည့်လို့ရတယ်ကြလားဟိဒါဆိုရင်ဆရာတို့က E ရဲ့ AND ရဲ့တိုက်စော့ပေါ် စင်ကာပူကာဘိုနဲကာဘိုဂျာရဲမှာဘယ်နှချောင်းတချောင်း ENE ဆိုရင်ဘာပေါ်တပပေါ်တပပေါ်ကာဘိုနဲကာဘိုဂျာရဲမှာတချောင်းတချောင်း YNE ဆိုရင်ဘာပေါ်ကာဘိုနဲကာဘိုဂျာရဲမှာဒါဆိုရင်တိုက်ဆုံ reaction ကိုလေ့လာတဲ့အခါမှာ ENE ဆိုရင် substitution အစားထိုးပါလေ W ချင်း ENE ဆိုရင် addition ပေါင်းထဲ W ချင်း YNE ဆိုရင် substitution ရော addition ရောနားလည်မလား နားလည်မလားခေတာစီနောက်ထပ်ဆရာတစ်ခုအနေနဲ့ကကြတော့တာသမီတို့ကိုသွားပေးမှာကအဲဆရာတို့အောက်ကမီပရိုဖူမသွားခင်အပေါ်ကသူ့ရဲ့ဘိုးလက်တံတွေကိုလေးလာပါဘာကြီးလက်လာပါလဲဘိုးလက်တံတွေကိုလေးလာမယ်အယူဆုံးဆရာတို့ကဆရာတို့ဒီနေ့ထိတွေ့ရမယ်ဟိုက်ထိုကာဘိုဆိုတော့ဘာနဲ့ဘာနဲ့ပါတာဟိုက်ထိုဂျင်နဲ့ကာဘိုနဲ့ အဲ့တော့ကာဗွန်ရဲ့ဆမ်ပယ်ဝိအတော်မီနံပါကစီစစ်ဘာစစ်လဲသူ့အင်တီဂျာဖြတ်တော့ဘာဒေါ်ဖူဒူဒေါ်ဖူအဲ့တော့အနောက်ကကောင်ကိုယူတော့နောက်ကကောင်ကဘဲလန့်ဆိုတော့ဘဲလန့်ဘယ်လောက်ရလဲ၄ဘယ်လောက်လဲ၄၄ဆိုတော့သူ့ရဲ့ဘောတာကကာဗွန်ရဲ့ဘေးနားမှာလက်တံဘယ်နှချောင်းဝင်မလဲဒီကြဒါဆိုရင်ကာဗွန်ရဲ့ဝင်းကျင်မှာလက်တံဘယ်နှချောင်းရှိရမလဲဒီကြောင်၄ချောင်းမပြည့်မှန်လား၄ချောင်းပြည့်အောင်ထည့်ပြရမယ် နားလေလားခဒါဆူရင် high toji ကကြတော့ဆရာက by 8 1 8ဒါဆိုသူရဲ့ integer ဖြစ်ရင်1ပဲ balance ကလည်းဘယ်လောက်ပဲလဲ1ဆိုတော့သူ့ကိုဘောနာဖြစ်တဲ့ခါမှာဘယ်နှချောင်းထည့်ဒါဆိုရင်ကာဘိုအတွက်ဘောရတာဘယ်နှခုတစ်ခုကာဘိုအတွက်ဘောရတာ၄ခုဟဲ့ကာဘိုပါဆို ကာဝေးဘောဒါ၄ခုခိုင်ရိုချင်အတွက်ဘောဒါ၁ခုဒါဆွေဆောင်နိုင်ထိုချင်ကိုသွားမယ်ဘာလို့သွားမလဲနိုင်ထိုချင်ရဆရာက n7 ဆိုတော့ integer ဖြတ်တဲ့အခါမှာဒူတော့5ဒါဆိုရင်သူ့ကို balance လို့ကြည်ဆရာက၄ကြော်ရေးပဲနေရတော့ရှင်းပြရတော့ဘယ်လောက်ကျန်လဲဆရာ3 3ဆိုတော့ n ရဲ့ဘောဒါ3ခု3ခုဒါဆိုအောက်ကဆရာတန်းပြောလိုက်တော့မယ်နော်အောက်ဆီဂျင်ဘောဒါနှစ်ခုကလိုရင်းဘောရာဖလိုရင်းဘောရာဆလာဖာဘောရာ ဖော့စဖရက်ဘိုးဟောတာသုံးခုဒါလေးတော့တွက်တက်မယ်လို့ထင်တာပဲเนาะအဲ့တော့အဲ့ဒီဘိုးဟောတာတစ်ခုချင်းစီကဟိုက်ဒရိုဂျင်တစ်လုံးနဲ့ညီမျှတယ်ဟိုက်ဒရိုဂျင်ပါလေဒါဆိုရင်ကာဗွန်ရဲ့ဝီချင်မှာဟိုက်ဒရိုဂျင်ဘယ်နှလုံးရှိရမလဲလေးလုံးဘယ်နှလုံးလဲဘိုးဟောတာလေးခုဆိုတာဟိုက်ဒရိုဂျင်ဘယ်နှလုံးနဲ့အတူတူပဲပြန်ပြောမယ်เนาะကာဗွန်ရဲ့ဝီချင်မှာဘိုးဟောတာဘယ်နှခုလဲလေးခုဟိုက်ဒရိုဂျင်ရဲ့ဝီချင်မှာဘိုးဟောတာတစ်ခုနိုက်ထရိုဂျင်ရဲ့ဝီချင်မှာဘိုးဟောတာသုံးခုသုံးခုအောက်ဆီဂျင်ရဲ့ဝီချင်မှာဘိုးဟောတာတစ်ခု ဖလိုရင်းရဲ့ဝင်းစင်မှာပေါ်တာတခုဖော့စပိုရက်ကကြတော့ဟေးဖော့စပိုရက်တော့ဘူးဖော့စပိုရက်ဘယ်နှခုလဲကြည့်ပြောတော့မားတာတော့သလားကဲဒါဆိုရင်ဘောမတာတွေနားလည်မယ်လို့ထင်တာပဲเนาะအဓိကတော့မှတ်ကပါတော့ကာဗွန်ပေါ့ကာဗွန်ရဲ့ဝင်းချင်မှာဟိုက်ဒရိုဂျင်လေးလုံးပြည့်ကိုပြည့်နေရမယ်လေးလုံးပြည့်အောင်ဆက်လို့ဖြည့်ရမယ်เนาะဟိုက်ဒရိုဂျင်နဲ့မဟုတ်ပြရင်ဘာနဲ့ဖော်ပြဘောတာနဲ့ဖော်ပြလက်တံမတ6ရှိရမယ်၄ချောင်းဒါဆိုရင်ဆက်လို့ ကာဗွန်ရေအတွက်ရူနိမ့်လေးတွေဆက်လို့သွားကြည့်လိုက်ရအောင်เนาะဒါဆိုရင်ဆက်လို့ကနမ်ဘာဆော့ကာဗွန်ကာဗွန်ရေအတွက်ရရူနိမ့်ဆိုတာကသူ့ရဲ့ကတ်ထားတဲ့နာမည်ပေါ့เนาะနာမည်အရင်းမြစ်တည်းရအသက်ထွက်ဆက်ရင်းဆိုအသက်ထွက်တိုင်းမြင်မယ် me e pro view ဆိုမယ် me e pro view ပြန်ဆိုမယ် me e pro view me e pro view ပြန်ဆိုမယ် me e pro view e pro view pass pass hap pat na no hap hap has ka cha lo twa o sa ba lo le ma si lai ba has hap ka cha lo hap ba sa ko ba lo lai ba pai lai ba pi out ba le out no that out no ba le no ba le ba le ba le ပြီးပါလေဒါဒါစီပြဆုမေမီအီပရိုဗျူပါဟတ်ဟပ်အောက်နိုဒါပြဆုမေ me e pro view pa have out no that okay ဒါဆိုရင်ဆရာကဆရာတွဲပြီးတော့ပြောပြမယ်အဲ့တော့ me ဆိုရင်သူ့ရဲ့အင်္ဂလိပ်လိုက m e t h နဲ့တော့မယ်ဘာနဲ့တော့မလဲ e ဆိုရင် e t h pro ဆိုရင် p r o b အဲ view ဆိုရင် b u t pan ဆိုရင် p n d have ဆိုရင် h e x h e x have ဆိုရင် h e p d out ဆိုရင် o c d no ဆိုရင် n o r ဓာတ်ဆိုရင် DC ဒါဆိုရင်ဆက်လို့တွဲပြီးတော့ဆိုပါမယ် subscribe လိုက်ဆိုမယ် me 1 e 2 me 1 e 2 pro 3 view 4 pro 3 view 4 pair 5 have 6 pair 5 have 6 have 7 out 8 have 7 out 8 no night uh, no night that dan no night that dan ဒါဆိုရင်ကဘုံနံပါတ်1ဆိုရင် me 3ဆိုရင် လေးဆွေငါးဆွေခိုးဆွေဟပ်အဲ့လိုမျိုးဆက်ဝတ်တွဲရမယ်အဲ့တော့ကာဝေးတက်တလုံးဆွဲနေဆက်သူရဲ့အင်္ဂလိပ်လိုနာမည်ကမီမီယိုတွေ့တာနဲ့ကာဝေးတက်ဘယ်နှလုံးထက်တလုံးထက် BUT ကိုတွေ့တာနဲ့ကာဝေးတက်ဘယ်နှလုံးလေးလုံးအဲ့လိုမျိုးဆက်တော့အပြန်အလှန်ရရမယ်ရလားအတထွက်ရေးဆိုမယ် me e pro view perhaps have out no that တွဲဆိုမယ် မီဝမ်အီဒူပရိုထရီဖြူဖိုပန်ဖိုင်ဟပ်စစ်ဟပ်ဆေဗန်အောက်အေနိုနိုင်ဒတ်ဒတ်နိုနိုင်ပါတယ်လေအသူရဲ့အတွဲတွဲလေးတွေဆက်လို့ရတယ်ရမယ်ရပါမလားဟင်ရပါမလားရပါမလားဒါဆိုဆန်နဲ့ပြန်ပြီးရမိုင်းခေါ်ကြည့်ရအောင်နော်ဟိုက်ဒရိုကာဘွန်မျိုးစားခွင့်ရဘယ်နှပိုင်းဘယ်နှပိုင်းဘယ်နှပိုင်းနာနာနာနုတ်ကူနာနာဟိုက်ဒရိုဟိုက်ဒရိုကာဘွန်မျိုးစားခွင့်ရဘယ်နှပိုင်းဘာနဲ့ဘာနဲ့ saturated hydrocarbon မှာပါဝင်တာက amino acid အဲကိ saturated hydrocarbon မှာဝင်တာက acid နဲ့ acid acid ရဲ့တိုက်ဆော့ဘော acid ကဘောဆေကဘော acid ရဲ့တိုက်ဆော့ဘောတပတ်ဘောတပတ်ဘော acid ရဲ့တိုက်ဆော့ဘောတပတ်ဘောအဲ့တော့ အဲကိုင်းဆိုရင်သူ့ရဲ့တင်ကြိတာကိုယူဆရတော့ဘာယန်နီပဲယူပါလေ YND အဲကိန်းဆိုရင် END အဲကိန်းဆိုရင် AN အဲ့တော့ AN ရဲ့ type sorry ရရှင် type sorry substitution YND ရဲ့ type sorry ရရှင်က substitution နဲ့ addition အဲ့တော့ END တွေကိုကာဗွန်ယူတဲ့ထည့်တဲ့အခါမှာကာဗွန်ယူတဲ့ဘလောက်ကစထည့်ရမလဲဘလောက်လဲအဲ့တော့ပြတ်ချက်ပြီးတော့ပြောပါမယ်ကာဗွန်ရဲ့ဝင်းချင်မှာလက်တံပနဲ့ချောင်း ဒီချောင်းပုံးရတာဆိုလက်တန်ကိုပြောတာနော်ဒီချောင်းဟိုက်ဒရိုဂျင်ပတလုံးဒီလုံးအဲ့တော့ဖလိုရီရဲ့ဝေးချင်မှာကာဗွန်အီဒက်ပတ sorry လက်တန်ပတ6ပဲရှိရမလဲဖလိုရီတချောင်းကလိုရီကလိုရီတချောင်းဆလာဖာဆလာဖာချောင်းအောက်ဆီဂျင်နှစ်ချောင်းဒါမျိုးလေးရမယ်နော်အဲ့ဆိုအတန်းဆူကြည့်ပါဦးမီ อีบรูบิวมีอีบรูบิวแปลแปลแปลเอาหนูแก่ยันสูจิบ่าวมีอีบรูบิวแปลแปลแปลเอาหนูแก่ยันสูจิบ่าวมีอีบรูบิวแปลแปลแปลเอาหนูแก่ยันสูจิบ่าวมีอีบรูบิวแปลแปลแปลเอาหนูแก่เรียบร้อยสูไหมมีวันดีอยู่ three, two, four, five, five, have six, have seven, eight, eight, nine, ten. ဒူနိုင်ပါတန်လေတတန်ဒါဆိုရင်ဆရာကဒီအခြေခံလေးတွေကိုအရင်ရအောင်ချက်မယ်ဒါဆိုဒီတပိုင်းအတွက်ကတော့ဒီလောက်ပဲပေါ့နော်အဲသူရဲ့ကာဗွန်ရေအတွက်နံပါတ်တွေဆိုတော့တစီချင်းတွေတခြားရမှာရမယ်ဒါမှသာ organic ဆက်လို့ရပါချလား Okay ဒါဆိုရင်ဒီနေ့တက်ကတော့ဒီလောက်ပဲ